င်္ဂလာပါဒီပရိသတ်များခင်ဗျာဒီနေ့ဆွေးနွေးကြတဲ့ကျွန်တော်ဖိကော့တာသူကတော့လွှချွေးဆရာကျောင်းကျစ်သူဒေါက်တာမီမီမီပါဖြစ်ပါတယ်ဗျဆွေးနွေးမဲ့အကြောင်းအရာတော့ဒီငလင်ဘေးဒဏ်ပေါ်ဒီစစ်ကောင်စီရဲ့ကန့်တွဲပုံနဲ့ဒီဒီဘေးဒဏ်ရလည်းပြီးတော့ကျွန်တော်တို့ဟိုစစ်စားဆွေးနွေးရေးတွေချစ်လာနိုင်လောက်ပေါ့ဒီအကြောင်းလေးဆွေးနွေးတော့ဖြစ်ပါတယ်တော့မင်္ဂလာပါဒေါက်တာမီမီမင်္ဂလာပါရှင်ဟုတ်ကဲ့ဆိုတော့အခုမလာ28ပေါ့နော်လှုပ်ခတ်သွားတယ်ငလင်ရတော်တော်လေးပြင်းထန်ပြီးတော့ကျွန်တော်တို့ ပျက်စီးတော်တော်များတယ်ဗျာအခုဒီအသေးစိတ်စီရင်ထွက်မလာသေးဘူးအခုတော့3000ကျော်နေပြီလို့စစ်ကောင်ကြီးကပြောတဲ့စီရင်တော့3000ကျော်နေပြီပြီးရတယ်ပျက်စီးတွေအများကြီးပဲဆိုတော့တော်တော်များများရတော့ဗျာစစ်တပ်ကကင်ပယ်ဘူကတော့နှေးတယ်ဗောနော်နှေးလဲနှေးတယ်အခုထိလဲသူကိုယ်တိုင်ဝင်မလုပ်ဘဲနဲ့သူများလုတာပဲစောင့်နေဆိုတော့ဝေဖန်မှုတွေရှိတယ်ဗျကျွန်တော်စစ်တပ်လုတာဆိုတော့ unique လေးတည်တာပဲတွေ့ရတယ်ဗောဆိုတော့စစ်တပ်ရဲ့ကင်ပယ်ဘူနဲ့ပတ်သက်ပြီးတော့ဘယ်လိုများပြောချင်လဲ ဟုတ်ကဲ့အကျွန်မပထမဆုံး disclaimer လေးပြောပြရစေကျွန်မဒီနေ့ပြောသွားတဲ့ဥစ္စာတွေအားလုံးကကျွန်မပုဂ္ဂိုလ်တယောက်အနေနဲ့ပြောတာပါဘယ်ဖွဲ့စည်းလို့မှကိုစားပြုပြီးတော့ပြောတာမဟုတ်ပါဘူးလို့ပြောချင်ပါတယ်အာအဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာ အဒီဒီစစ်တပ်ကဒီဥစ္စာပြနေတာကတကယ်ပြည်သူလူထုပေါ်မှာစေတနာမရှိဘူးဆိုတဲ့ဥစ္စာပြနေတာသူတို့မှာ air asset တွေရှိတယ်သူတို့မှာ helicopter တွေရှိတယ်လေမြန်တွေရှိတယ်အဲ့ဒီဥစ္စာတွေကိုသူကလူတွေကိုတတ်ဖို့ပဲအာသုံးနာတယ်လူတွေကိုကယ်ဆယ်ဖို့မသုံးနာဘူးဆိုတော့ အဲ့ဒီမှာဒါကတော့သူတို့ရှိတဲ့စေတနာနဲ့ပတ်သက်တာပေါ့နော် အာဘာလို့လဲဆိုတော့ NUG ဘက်မှာတခုခု ဖြစ်တာ ਨੇ NUG မှာအများကြီး limitation တွေနော်အခက်အခဲတွေရှိတယ်အာ NUG အာကချက်ချင်းဒီလိုမျိုးဖြစ်တာ ਨੇ သူတို့ဗာလဲအာ အစီအဝဲခေါ်လိုက်တယ်အောက်မှာနင်းမြေပြင်မှာရှိနေတဲ့လူတွေပေါ့နော်တတ်နိုင်တဲ့လူတွေနောက်အဲ့ဒီခေါ်လိုက်တဲ့အခါမှာလဲတော်တော်များများအဆက်အသွယ်တွေမရှိတော့ဘူးအဆက်အသွယ်တွေပျောက်နေတာတွေဆက်သွယ်ရေးတွေပျောက်နေတာတွေရှိတယ်အဲ့ဒီကြားထဲကမဲ့အခက်အခဲနဲ့ပဲသူတို့150လောက်ကိုသူတို့ခေါ်နိုင်တယ်အဲ့ဒီကနေပြီးတော့စပြီးတော့သူတို့နည်းနည်းလေးမူချပေးလိုက်တယ်နောက်ဘာဖြစ်သွားလဲဆိုတော့ တော်တော်များများအရင်တုန်းကဗာလေဒီကယ်ဆယ်ရေးအတွက်ကိုထားရတဲ့ you know ထားရတဲ့လူတွေကသူတို့ကိုနိုင်ကလည်းဟိုနဲ့ဒုက္ခတွေဖြစ်သွားတယ်ဆိုတော့သူတို့မှာဒီဥစ္စာ adjust အချက်ချင်းပြန်လုပ်ရတယ်ဒီဒီရှိရှိသမျှလူပေါ့နော်ဘလို့ဘလို့နီးနဲ့သူတို့ကယ်ဆယ်ခိုင်းမယ်ဆိုတဲ့ဥစ္စာမြန်လုပ်ရတယ်ပြီးလဲပြီးတော့သူတို့မှာရှိတဲ့မရှိရှိတဲ့ပတ်စံပေါ့နော်1 million dollar အဟိုသူတို့ကသုံးနိုင်ဖို့အတွက်ကိုလိုက်ပြီးတော့မျှဝေပြီးဆို you know သူတို့မှာဒါစေတနာရှိတဲ့အဖွဲ့အစည်းတယောက်နဲ့အစေတနာလုံးဝမရှိတဲ့အဖွဲ့အစည်းနဲ့ဒါဒါ you know အရှင်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဟိုဘက်မှာစစ်တပ်မှတကယ်လှုပ်ချင်မယ်လှုပ်ချင်တယ်ဆိုလို့ရှိရင်စေတနာရှိတယ်ဆိုလို့ရှိရင်သူတို့မှာ trucks တွေရှိတယ်သူတို့မှာ helicopter တွေရှိတယ်သူတို့မှာဒီတခြားပါ heavy equipment တွေပေါ့နော်အားလုံးရှိတယ်အဲ့ဒီဥစ္စာတွေအသုံးချပြီးတော့လူတွေပါလေမရရတဲ့ဒီနေ့စပြီးတော့ကဲဆယ်မယ်ဆိုလို့ရှိရင်လူတွေကဒီဟိုဒီ ပထမ72 hour ပေါ့နော်82နာရီကြာတယ်မှာသူတို့ချက်ချင်းလုပ်လို့ရတယ်အဲ့ဒါကိုမလုပ်ဖယ်နဲ့သူတို့ကဘုံသွားကျဲနေတယ် right ဆိုတော့အဲ့ဒါကြောင့်မလုပ်ဝင်ဖြစ်တာနောက်တစ်ခုကြတော့စစ်တပ်အနေနဲ့ကျမပြောမယ်ဒီဥစ္စာကသူတို့ရဲ့အခွင့်အရေးတစ်ခုကိုသူတို့အသုံးမချလိုက်နိုင်ဘူးအခုအချိန်မှာစစ်တပ်ကအဲ့လိုမျိုးသွားလုပ်ပေးမယ်ဆိုရင်လူတွေရဲ့ချစ်ခင်မှုเนาะသူတို့ဟိုနေ့ပြန်ပြီးတော့ဓမ္မစေတနာပြန်ပြီးတော့သူတို့ကိုချစ်ခင်မှုပြန်ပြန်ပြန် တက်လာလိမ့်မယ်။အဲ့ဒီဥစ္စာကိုဒါပေမဲ့သူတို့စေတနာမရှိတဲ့အခါကျတော့အဲ့လိုမျိုးသူတို့မစင်စားနိုင်ဘူး။မစင်စားနိုင်ဘူး။ဘာလို့ဆိုကျမတို့တခြားနေရာတွေမှာကြီးလိုက်ရင်လည်းအဲ့လိုမျိုးပြိပခဖြစ်ထားတဲ့နေရာတွေမှာ the government ကအဲ့ဒီဥစ္စာကိုအသုံးပြုပြီးတော့ဗောနော်သူတို့သူတို့လူတွေကဲကဲကဲဆယ်ပေးလိုက်တဲ့အတွက်ကြောင့်မလို့အများကြီးအာဗာလဲဒီပြန်ပြီးတက်တဲ့သွားတာကြီးဖြစ်သွားတယ်။ဆိုတော့ဒီအချိန်မှာစစ်တပ်ကဒီဥစ္စာကိုဒီအခွင့်အရေးတစ်ခုကိုသူတို့ မကြည့်နိုင်ဘူးအဲအဲအဲသူတို့စေတနာမရှိတဲ့အတွက်ကြောင့်မှလို့သူတို့ကလူတွေပဲပိုသတ်မယ်ဆိုတဲ့စိတ်ဓာတ်ပဲရှိတယ်အဲ့ဒီဥစ္စာကတော့ဒါဘုံင်းပေါ့နော်တကယ်ပြသွားတာတကယ်ထင်းထင်းရှားရှားပြသွားတာလို့ကျွန်မပြောလို့ရပါတယ်ဟုတ်နောက်တစ်ခုကဒါစေတနာမရှိတော့ဘူးစစ်တမ်းမှာတကယ်လုံနိုင်ကန်နေတဲ့ဟိုမသိဘူးတခြားစစ်တမ်းတွေမှာဘယ်လိုရှိလဲဒီအရေးပေါ်ဖြစ်ရင်ရေးပေါ်ကယ်ဆယ်ရေးတုတ်ပြန်ရေးပေါ်အဲ့လိုတားတွေပါတယ်မျိုးစုဖွဲ့မှုမျိုးမရှိလို့လားအဲ့ဒါရောဘယ်လိုတခြားစစ်တမ်းတွေလည်းဘယ်လိုကွာလဲပေါ့ Yes ကျမတို့စီမှာဆိုလို့ရှိရင်ကျမတို့ကပေါ့နော်ဒီဥစ္စာဒီဒီကယ်ဆယ်ရေးနဲ့ပတ်သက်ပြီးတော့လေအဗါလေအကယ်၍ civilian ပေါ့နော်အစ်စ်ဖက်အရက်ဖက်ဆက်ဆံရေးအတွက်ကိုစစ်အရက်ဖက်က အကူအညီလာတောင်းနေဆိုရင်လှုပ်ပေးနိုင်ဖို့အတွက်ကျမတို့မှာ exercise တွေလုပ်ထားတယ် exercise တွေလုပ်ထားတယ်ဘယ်နေရာမှာဘယ်လိုအဲအဲ့ဒီဥစ္စာလုပ်ဖို့အတွက်လဲစစ်ဖက်အရက်ဖက်ဗာ joint exercise တွေပေါ့အများကြီးလုပ်ထားတာရှိတယ်ဆိုတော့အာအဲ့လိုမျိုးတစ်ခါလေးဖြစ်လာလို့ရှိရင်ကျမတို့ကလွယ်လွယ်ကူကူအာချက်ချင် mobilize လုပ်ပြီးတော့ respond လုပ်လို့ရတယ် ဒါမဲ့သူတို့အဲ့ဒါမလုတ်ထားအောင်အဲ့ဒါမလုတ်ထားတဲ့အပြင်နော် မလုတ်ထားတဲ့အပြင်ဒီဒေါ်ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းကပေါ့နော်သူတို့ဒီဒီ400 billion jets နော်နဘေးမှာသူတို့ဗတ်တက်တက်ထားရဲနောက်ပြီးတော့ helicopter တွေဒီ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 ရေစရေးအတွက်ဝယ်ထားတယ်အဲ့ဒီဥစ္စာတွေကသူတို့အဲအဲတလွဲသုံးစားတွေလုတ်ပြီးတော့အဲ့ပတ်စံတွေလည်းပျောက်သွားတယ်အဲ helicopter လည်းဘယ်ရောက်သွားမှမသိဘူးပေါ့နော်အဲ့ so through by through မပြင်ဆင်ထားတဲ့ မပြင်ဆင်ထားဘူးအဲ့ဒါတောင်မှနောက်ပြင်ဆင်ထားတဲ့လူ you know ဥစ္စာတွေကိုလည်းသူတို့ပိုင်းတော့တလွဲသုံးစားလုပ်ပလိုက်တယ်ဆိုတော့အဲ့ဒါကြောင့်မဟုတ်လို့သူတို့တွေကအခုချိန်မှာဒါပေမဲ့လည်း exercise မလုပ်ထားပေမဲ့တကယ်ဟိုနင်းပေါ့နော်စိတ်တက်ရှိတယ်ဆိုရင်စေတနာရှိတယ်ဆိုရင်နော်လူတွေကလက်နဲ့ကင်ပြီးတော့တောင်မှဒီတမန်လူသားတွေကမလုပ်ထားလို့သူတို့ပိုင်းတော့တူးပြီးတော့လုံနေကြတာကိုကနည်းနည်းပါးပါးကို့မှာပစ္စည်းကိရိယာရှိတယ်ဆိုလို့ရှိရင်အဲ့ပစ္စည်းကိရိယာလေးသုံးပြီးတော့ light လုတ်ပေးလို့ရတယ် တဲ့ဒါကျမတို့လုံးဝမတွေ့ရဘူးစစ်သားတွေလာလဲစစ်သားတွေဦးနေနေပါလဲရဲတွေလုံးဝအဲ့လိုမျိုးတစ်ခါတည်းထဲထဲဝင်ကူညီပြီးတော့လူတွေကိုချက်ချင်းလှုပ်ပေးနေတာလုံးဝမတွေ့ရဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်မတွေ့ရဘူးလူတွေလည်းအဲ့ဒါပဲပြောနေဆိုတော့တော့အဲ့တော့အခုအရေးပေါ်ဖြစ်တော့နိုင်ငံတကာအင်ဒီချင်းတွေကူညီတော့ဗောနော်ကျွန်တော်တို့တွေ့ရတာထိုင်းတို့စင်ကာပူတို့တရုတ်တို့ပေါ့တရုတ်တို့ကိုလန်မှာဝင်လာတယ်တရုတ်တို့အိန္ဒိယတို့ရုရှားလည်းပါတယ်ဆိုတော့ကကြတော့ အကူညီနေတာတော့တွေ့ရပြီ။နောက်အကသလေဟိုနေ့ဆိုတရုတ်ကဝင်လာတဲ့အရင်တည်းပြစ်ခံရတယ်လေ။ဆိုတော့နိုင်ငံတကာကယ်ဆယ်ရေးနဲ့ပတ်သက်ပြီးတော့အခုဆိုလည်းစီကြမှုတွေလုပ်တယ်ထင်တယ်။ဘယ်ညဘက်မသွားရတော့ပါတော့။ဆိုတော့နိုင်ငံတကာအကူအညီပေါ်မှာကန့်ကြွယ်တဲ့ပေါ်မှာရောဘယ်လိုများပြောချင်လဲ။ကျွန်မဆိုလို့ရှိရင်ကျွန်မရမ်းရှက်မှာဒီလိုကိုယ့်လူမျိုးကိုကဟိုနေ့ပါလဲလုံးဝဟိုဘလုံးဝမကူညီပဲနဲ့သူများကူညီတဲ့ဥစ္စာကိုစောင့်နေတယ် ဟိုင်းအဲသူများကြည့်တယ်ဒါပေမဲ့လေအဲ့ဒီအဲ့ဒီဥစ္စာတကယ်တော့နိုင်ငံတကာကိုမြန်မာလူမျိုးတွေကိုကယ်ဆယ်ခြင်းလို့ကယ်ဆယ်စေခြင်းလို့စေတနာရှိလို့သူတို့ဖိတ်နေတာမဟုတ်ဘူးသူတို့တွေကအဲ့ဒီကရတဲ့ပတ်စံတွေကိုလည်းအလွဲသုံးစားလို့မှာကျွန်တော်တို့ဆို cyclone nuggets ကျွန်မကိုနိုင်ပါလာရမလားအဲ့မှာ cyclone nuggets ကပေးလိုက်တဲ့ဒီဒီဟိုနင်းကယ်ဆယ်ကယ်ဆယ်ရေးပစ္စည်းတွေအားလုံးကိုဟို ဟိုဟိုဦးနှင်းစီမရောက်သွားဘူးလူတွေစီမရောက်သွားဘူးသူတို့လက်ထဲမှာပဲပျောက်သွားတယ်ကျမတို့မှဆို shelter ပေါ့နော်ဒီလိုမျိုးဗာလဲတဲတွေဟိုဗာလဲ shelter လို့ခေါ်တယ်ကျမတို့ဘာမှလို့ဘလို့ခေါ်မလဲမသိဘူးဒီဥစ္စာအမိုးတွေပေါ့နော်ဘုတ်တာတွေအရန်ကောင်းနေအဲ့ဒီဥစ္စာတွေဆိုလို့ရှိရင်လေသူတို့ ယူသွားတယ်လို့ကျွန်မကြားတယ်ဒီဒီဒီစစ်ပူကြီးကနောက်တော့ပြောတာပေါ့နော်ဆိုအဲ့ဒါတကယ်လိုအပ်တဲ့လူတွေစီမရောက်သွားဘူးဆိုတော့အဲ့အခုတခါလဲသူတို့ဒီလိုပဲခိုးမလို့ပဲဒီဒီလာပေးတဲ့လူတွေဥစ္စာကိုသူတို့ပြန်ပြီးတော့ခိုးပြီးတော့သူတို့ပိုင်သူသုံးဖို့နောက်ပြီးလဲပြီးရောအာဟိုအဲ့ဒီဥစ္စာကိုအသုံးချပြီးတော့ပေါ့နော်သူတို့က legitimacy သူတို့ကလည်းနိုင်ဒီဒီသူတို့ရဲ့ legitimacy ရအောင် you know အာအာအာလုပ်ဖို့အာအာကြောင်မလို့ဒီမှာဖိတ်ခေါ်တာလို့ကျွန်မထင်ပါတယ်ဟုတ် နော်ခေရောနော်ခေဆရာမပါတော့ဒီတင်းမွန်းနဲ့ပါလာလားဆိုနည်းနည်းပြောပြပေး။နော်ကျမတင်းမွန်းနဲ့ပါဘူးကျမကဥရဖောင်မှာထိုင်းလန်ဥရဖောင်မှာ နေပြီးတော့အဲ့ဒီကနေပြီးတော့ C130 နဲ့ကျမတို့ C130 ဆိုတဲ့လေယာဉ်ပြိုင်ကြီးနဲ့စစ်လေယာဉ်ပြိုင်နဲ့ပေါ့နော်မြန်မာနိုင်ငံထဲကိုပြန်လာပြီးတော့ဝင်နေပါလေကျမရဲ့စစ်ဗိုလ်ချုပ်ကြီးနဲ့အနှစ်ယောက်ဟိုမြန်မာစစ်တပ်ကလူတွေနဲ့ကျမတို့ဝင်နေပါလေ negotiate လုပ်တာဒီဥစ္စာလာ ဝင်လာပြီးတော့ဗောနော်ကုညီပေးနိုင်မှုအတွက်ကျမတို့စီမှာအဲ့အချိန်မှာကျမတို့ C130 နဲ့ဒီဥစ္စာဒီဥတ္တဖာဝနေပြီးတော့ရန်ကုန်ပြန်တဲ့အခါမှာအဲ့မြေဝကျွန်းမနေရာကိုကျမတို့ပြန်သွားရတယ်အဲ့မှာနိမ့်နိမ့်လေးပြန်သွားရတယ်အဲ့တော့မြန်မာနိုင်ငံမှာအဲ့တနေရာလုံးအောင်းရေအောက်မှာအဲ့မြန်မာနိုင်ငံတစ်ခုလုံးအ brown အခါရဲ့အာ yeah brown ဖြစ်ပြီးတော့လေလုံးဝဗာလေမြေကြီးမတွေ့ရတော့ဆိုတော့ကျမတို့သိတယ်ဒီဥစ္စာဒီလူတွေကယ်ဆယ်ဖို့เนาะဒီဒီဒီဟိုနေအာ ကယ်ဆယ်ရေးပစ္စည်းတွေကိုသွားပို့ဖို့အတွက်လင်းမြန်လိုတယ်လင်းမြန်ဖြစ်ဖြစ်ဟိုဟဲလီကော်ပတာပေါ့နော်ကျမတို့အဲ့အချိန်မှာ ကျမတို့မှာဗတ်ဒီဒီတင်မောကြီးอ่ะဟိုနေ့မှာအာဘင်္ဂလားပင်လယ်အော်မှာရောက်နေတယ်ကျမတို့အဲ့မှာတော့ခိုဘရဂို exercise နဲ့လုပ်နေတာဟုတ်ဆိုအဲ့အဲ့ exercise တောင်ဆိုတော့ဒီဒီဒီတင်မောကြီးရရှိနေအဲ့ပုံမှာကျမတို့မှာအ ਨੇ ဆုံးတဒါစင်ပေါ့နော်ဒီဟဲလီကော်ပတာတွေရှိတယ်အဲ့ဒီဟဲလီကော်ပတာတွေကဒီလိုမျိုးအာဒီလိုမျိုးဘာလဲကူကူညီနိုင်ကူညီ ပို့အတွက်ပေါ့နော်သုံးလို့ရတယ် helicopter လေဒါပေမဲ့သူတို့ကလုံးဝကျမတို့ကိုဟိုဝင်ခွင့်မပေးဘူးอืมอืมကျမနောက်တော့လူတွေက100 120အဲ့ no 125000 so uh the thing that out ngar ya te ba de ya ba de ya 1.2 million la ma ti displaced ဖြစ်ပြီးတော့လေ um တကယ်ဒုက္ခတွေရောက်သွားတာ2 million ဟုတ်ဟိုအဲ့ဒီတွေ့ကြရှိတော့အခုတူတူပဲပေါ်ဆက်တာဆက်ဆက်ပေါ်နိုင်ငံတကာ ွက်စေဘူး။ဟုတ်။ဝယ်ကျမပြန်လူတွေပြန်ပြီးတော့ကြည့်ဖို့ကောင်းတယ်နော်။စစ်တပ်အောက်မှာဒီတဘာဝဘေးရန်တွေရလာလို့ရှိရင်လူတွေအများကြီး မသေးသင့်မဲ့နဲ့တည်တာတွေများကြီးဟုတ်တယ်တဘာဘေးအန်နေရတော့တဘာဘေးအန်နေရပေါ့နော်ဒါပေမဲ့မပြင်းစင်ထားဘူးနောက်စေတနာမရှိဘူးဆိုတဲ့အခါကျတော့လူတွေကမသေးသင့်တဲ့ဥစ္စာတွေသေကုန်တယ်ဒုက္ခမရောက်သင့်တဲ့ဥစ္စာတွေဒုက္ခရောက်သွားကြည့်ပါလားဒေါ်စုရဲ့အောက်လက်ထက်မှာနော်ဟိုဗာလဲဟိုရေ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 ကြီးသေးတယ်ဟိုနေကလေးဘက်မှာအဲ့ဒီဥစ္စာအများကြီးပဲပြန်ပြီးတော့ကုညီပေးနိုင်တယ် ဆိုတော့အဲ့မှာ you know အများကြီးပဲဟိုနေလေမသိသင့်တဲ့ဥစ္စာတွေမသိဘူးပေါ့နော်တခါဘာလို့ဆိုကူညီပေးနိုင်လို့နောက်ပြီးတော့ covid ဖြစ်တဲ့အခါမှာလည်းတော်တော် control လုပ်နိုင်တယ်နော်အဲဘာလို့ဆိုတော့သူတို့တွေကစေတနာနဲ့နောက်ပြီးတော့ပြင်ဆင်ထားတဲ့ဥစ္စာနဲ့ဆိုပြီးတော့လုပ်ကြောင်းမလို့ကျွန်မပြောရဲအခုချိန်မှာဆိုလို့ရှိရင်နော်ဟုတ်တယ်တဘာဝ BND ရတော့တဘာဝ BND ရပေါ့နော်သူ့ပိုင်းသူဖြစ်လာဒါဗိမဲ့ governing good governance ကိုယ့်ရဲ့ government ကကောင်းတယ်ဆိုရင်ကိုယ့်ရဲ့အစိုးရကကိုယ့်စေတနာရှိတယ်ဆိုရင်လောက်တက်တယ်ဆိုလို့ရှင်ဒီသေးကျမှုတွေဒီဒီဟိုနေပါလေ damage ပေါ်တယ်ဒီဆုံးရှုံးမှုတွေကနဲတယ်နဲတယ်ဆိုတော့အခုမှကျွန်မပြောချင်တာတချို့လူတွေကပြောနေဒီအခုအချိန်မှာပေါ့နော်အော်ငါတို့ကတလဲမာနေတာငါတို့နဲ့မဆိုင်ဘူး well ကိုယ်နဲ့မဆိုင်ဘူးကဆိုင်သွားတယ် အခုမှဆိုများတော့အပြင်လူတွေ you know သေကြွားတယ် right ဆိုအဲ့လိုမျိုးပဲနောက်ထပ်ဟိုနေကဗာလဲဒီဒီမြန်မာနိုင်ငံကတဘာဝဘေးအန္တရာယ်ရဲ့နေရာမှာအများကြီးရမ်းရမ်းများနိုင်တဲ့နေရာမှာရောက်နေတယ် ဟဲ့မုံတိုင်းတွေလည်းပုံများလာမယ်ပို့ပြီးတော့လည်းရေကြီးလာမယ်အဲ့လိုမျိုးဖြစ်လာလို့ရှိရင်နေပြီးတော့မှဒီကောင်တွေရှိနေသမျှကာလာပတ်လုံးပေါ့နော်လူတွေကမတည်ပြိုက်တဲ့ဒုက္ခမဖြစ်တင်တာတွေမတည်ထိုက်တဲ့ဥစ္စာတွေတည်လိမ့်မယ်ဆိုအဲ့ဒီအချိန်ကြတော့မှအော်ငါနဲ့မဆိုင်ပါဘူးဆိုပြီးတော့ဆိုင်လာရော ဟုတ်ဆိုတော့အဲ့ဒီအောင်မလို့ကျမတို့ပြောနေတာဒီ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 ပြည်ပြည်ပမှာဟိုရှိနေတဲ့လူတွေကိုဒီ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  assistant ပေးမယ်ဆိုလို့ရှင်ကဲဆယ်ရေးနဲ့ library ပန့်ဖို့ပေးမယ်ဆိုလို့ရှင်စစ်တပ်ကိုမသွားဘဲနဲ့ပြည်သူလူထုကိုပေးကြပါဘာလို့ကျမတို့ကပြည်သူလူထုရစေချင်လို့စစ်တပ်ကိုသွားမယ်ဆိုလို့ရှင်သူတို့ပိုင်မဲ့သိမ်းလိုက်မယ်ပြည်သူလူထုဆယ်ရာခိုင်နှုန်းရတယ်ဆိုလို့ရှင်ဒါကန်ကောင် right ဆိုတော့အဲ့ဒါကြောင့်မလို့ကျမတို့ကပြောနေတာဟိုနေကျမတို့က politics ကစားနေတာမဟုတ်ဘူးတကယ်ပြည်သူလူထုရစေချင်လို့ပြည်သူလူထုကယ်ဆယ်ရေးလိုအပ်နေလို့ပြည်သူ you know တကယ် ground မှာလုတ်တက်တူဓာတ်လိုက်ပေးပါစစ်တက်ကိုသွားပြီးတော့မပေးပါနဲ့သွားလိုက်လို့ရှင်အဲ့ဒီအပြည်သူလူတို့ကရမှာမဟုတ်အခုဆိုလည်းဟိုနင်းမှာဆိုလို့ရှင်ပြည်ပလာတဲ့ဝင်းင်းနေမှာ assistant နေလာတယ်နေပြီးတော့ပဲသွားတာဟုတ်တယ်ဟုတ်တယ်တော့ကြောအများသောအားဖြင့်60ရာခိုင်နေပြီးတော့သွားပြီးတော့နည်းနည်းပါးပါးကမန္တလေးနဲ့အခုနည်းနည်းပါးပါးစကိုင်းရောက် right ဆိုတော့အာသူတို့ပဲဒါကျွန်မဒါခိုးတယ်လို့ပြောရတာပေါ့နော်ခိုးပါဟုတ်ဟုတ်အဲ့လိုမှခိုးဈေးကွက်ကိုပေါ်တယ်လို့တရင်တွေထွက်လာ ဟုတ်ကျွန်တော်ခုနနာဂိဆိုလို့ပြောအဲ့အဲ့ဒါလေးအခုအခုကတော့ဘာပြောပြောအရင်လက်ဆိုင်အရင်ကအခုကလက်ခံတာပေါ့နော်ကာတာတာပဲရှိတာပေါ့အကူကြီးနိုင်ငံခြားကုညီလက်ခံတယ်ပြန်လာဝေးတာမဝေးတာတော့သူတို့လက်ထဲမှာရောက်ပါအောင်ပေါ့ဆိုတော့နာဂိတို့ကတော့ဘယ်လိုပြောလဲဆက်မှာသူတို့ကလောဝကိုလက်မခံဘူးလားအဲ့လိုလဲနာဂိစတဝါကြတော့သူတို့တွေတခြားလူတွေပေးတာလက်ခံတယ်အမေရိကန်ပေးတာသူတို့လိမ်ဟိုအမေရိကန်လက်ခံတာဆိုတာသူတို့ American ကအဲ့ဒီချိန်မှာတနေ့ကိုဒီ C130 နဲ့၅ဇင် you know ငါးဆင့်တနေ့ကိုနှစ်ပတ်ကျော်ကျော်လာပြီးတော့ပေးသွားတယ်ပေးသွားတယ်အဲပေးသွားတဲ့အခါမှာသူတို့ကတခြားနေကျမတို့ကပြောတယ်ဟုတ်တယ်ကျမတို့ဒီမှာတွေးလိုက်တယ်လေသူတို့မှာဒီဥစ္စာဒီရန်ကုန်ကနေပြီးတော့ဒီမြေမကျွန်းပေါ်တို့ပသိန်တို့ရောက်ဖို့အတွက်ကသူတို့ပေးနိုင်မှာမဟုတ်ဘာလို့ဆိုတော့ဒီမှာလမ်းနေရအားလုံးရေမြုပ်နေတယ်ဆိုတော့ကျမတို့ကပြောတယ်ကျမတို့ပါလေမျှဝေပေးမယ်ကျမတို့မှာ helicopter တွေရှိတယ်လုံးဝမဝင်ခံပစ္စည်းတော့ယူတယ် ကျမတို့ကိုလာပြီးတော့ဝင်လုံးဝဝင်ခိုင်းဆိုတော့သူအဲ့အဲ့ဥစ္စာပစ္စည်းတွေကရန်ကုန်လေစိတ်ကနေပဲပျောက်သွားတယ်ဆိုအလားတူပဲသူတို့ကခိုးကျင်တာဟုတ်ဆိုအခုလည်းအဲ့တိုင်းပဲသူတို့လာပါလာပါပြောတယ်သူတို့နေနေသွားရမယ်ဟိုသွားလို့မရဒီသွားလို့မရပိတ်ဆို့ပြီးတော့သူတို့ကိုပဲပေးရမယ်ဆိုပြီးတော့သူတို့ပေးလိုက်တယ်ဒီမှာနောက်လည်းနောက်လည်းကြတယ်ကြာအားလုံးပစ္စည်းတွေကုန်တာပဲဟုတ်ဟုတ်ဘောရတော့တူတူပဲပေါ့နော်ခေတ်ပြောင်းမယ်ဆိုတော့အခု ကဲဆေးပေါ့နော်အဲ့ဒါဆိုတော့နောက်မေးချင်တာကဗျာနိုင်ငံတကာသံတမန်တွေလည်းပြောတယ်ပေါ့နော်ဒီလိုသဘောပိတ်တန်ကြီးဖြစ်ရင်ကျွန်တော်အပြည့်ရရမယ်ကဲဆေးဦးစားပေးရမှာပေါ့နော်ကျန်လာတွေနောက်မှပြောပေါ့ဆိုတော့ကျွန်တော်ထင်တယ် NUG ကအရင်ဆုံးကြီးညာတယ်ပြီးတော့ညီတော်တို့ဖွဲ့နောက်ဆိုတော့မနေ့ကစတားကြီးညာတာပေါ့ဗျာရက်20အပြည့်ရမယ်ဆိုပြီးတော့ဒါပေမဲ့အဲမနေ့အထိကြီးညာပြီးတဲ့နောက်တစ်ရက်မှလည်းမနေ့ဘိုးကျဲနေတာပေါ့နော်ညီပြစစ်စင်မှလုပ်တယ်ဆိုတော့အဲ့ဒါကြတော့ကျွန်တော်တို့ ဟိုခံပြရပဲထင်တယ်ဟိုစွန့်နေရေးတွေပါဖြစ်လာဖို့ကမလွယ်ဘူးနဲ့တူအဲကျမအနေနဲ့ထပ်ပြောစရာမလိုသူတို့ဒီဥစ္စာ serious ဒီမှာခုနပြောသားသူလိုပဲစေတနာလုံးဝမရှိဘူးအာသူတို့ကလူတတ်တာပဲတတ်ချင်တယ်လူကိုကဲဆဲချင်တာမလုပ်ဘူးကဲ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 ဆဲမဲ့အလုပ်ကိုမလုပ်ချင်ဘူးပေါ့နော်အဲ့အဲ့ဒီဥစ္စာအသေးချာပြသွားတာလေပေးချာဒီလောက်ဝင်င်းဖြစ်နေတဲ့ဒီလောက်ဒုက္ခတွေရောက်နေတဲ့ကြားထဲမှာပေါ့နော်ဒါကြောင့်မလို့ ပြီးပြီးပါလူတွေအများကြီးပြောတော့အော်အခုဆိုလို့ရှင်ဒီဥစ္စာအတွက်ကိုရင်းနဒီပြိပခပြီးွားဖို့အတွက်ကိုစစ်တပ်နဲ့ပေါ့နော်ဒီဘက်က NUG ဝင်နေနေဘက်တော်သားတွေနဲ့ revolutionary forces တွေနဲ့အောင်းထိုင်တော့ဟိုစကားပြောဖို့လိုအပ်တယ်ဘလို့လို့စကားပြောလို့ရမှာတော့သူစကားပြောတိုင်းရတဲ့ agreement တွေ agreement တွေကိုသူတို့ဘယ်တော့မှမလိုက်နာဘူးမလိုက်နာတာသူတို့ဖောက်ပြားတာအများနဲ့ဖောက်ပြားတယ်ဆိုတော့ထိုင်ပြီးတော့စကားပြောတယ်တခုရလာတယ် နောက်အချိန်ကုန်လူပါမယ်ဖြစ်အချိန်ကုန်လူပါ right ဆိုတော့ဟိုကျမအမြဲတမ်းပြောတယ် international community ဟုတ်ပြီဒီဘက်ဘက်တော်သားတွေကအချိန်မီထိုင်နိုင်တယ်ဒါပေမဲ့စစ်တပ်ဖက်ကဒီဥစ္စာ serious သူတို့ကတကယ်တကယ်ဝင်ပါလေတကယ်စေတနာနဲ့ပေါ့အစ်မနဲ့လုတ်တယ်ဆိုတာသူကပြမယ်အဲဒါကြောင့်မလို့သူကပြောနေ precondition ဒီ precondition တွေကအလကား precondition တွေမဟုတ်ဒီ condition တွေက to show them to to သူတို့ပြတာဒီဥစ္စာ serious ဖြစ်တယ်သူတို့က sincere ဖြစ်တယ် genuine ဖြစ်တယ်တကယ်လုပ်ချင်တဲ့ဥစ္စာကိုပြဖို့အဲ့လိုမျိုးမလုပ်ဘဲနဲ့ထိုင်တဲ့အခါကျတော့တကယ်လုံးသူသူတို့က you know သူတို့ရဲ့ history ကရှိတာပြီးတာတမိုင်းကပြတာပြီးတာ right ဆိုတော့နောက်တစ်ခုကျတော့နောက်တစ်ခုအဲ့ဒါပြီးလို့ရှိရင် enforcement တကယ်လို့ agreement ရလာပြီအဲ့ဒီဥစ္စာကိုဖောက်ပြတဲ့လူကိုဘလို့ဒဏ်ပေးမှာလဲ right အဲ့လိုဒံပေးမယ်ဆိုတဲ့ဥစ္စာကိုမလုံနိုင်ဒီကာလပတ်လုံးလဲထိုင်လို့မရသေးဘူး